င်္ဂလာပါဒီနေ့တော့အမေရိကမှာအခွင့်ပေးဆောင်မှုနှုန်းအများဆုံးပြည်နေစီပြည်နေအကြောင်းကိုကျွန်တော်ဖူးတတာပြင်သင်ပြသွားမှာဖြစ်ပါတယ်။တနည်းအားဖြင့်ဒီပြည်နေတွေဟာခွန်ဝန်ထမ်းဆောင်နေတဲ့ပြည်သူတွေရဲ့ငွေကြေးကိုကုတ်တွေးဆုံးနေတဲ့ပြည်နေအဖြစ်ပြောရင်လည်းမမှားပါဘူး။ဒီပြည်နေတွေမှာဆဆရာဈေးကြီးပါတယ်။ဥပမာအိမ်ဈေးနှုန်းမြင့်မားမှု traffic ticket တွေနဲ့အခြား parking ကတွေဈေးကြီးက car registration နဲ့ license ကတွေလည်းအမတန်ဈေးကြီးပြီးဆဆရရမှာကုန်ဈေးနှုန်းမြင့်မားတဲ့ပြည်နယ်တွေဖြစ်ပါတယ်။ဒီပြည်နယ်အစိုးရတွေကအမြတ်ရဖို့အတွက်ကုမ္ပဏီထောင်တယ်လို့ ပြည်နေသားတွေရဲ့ငွေကြေးကိုရနိုင်သမျှအားလုံးယူနေတဲ့ပြည်နေတွေဖြစ်ပါတယ်။ဒီနေ့ဒီစင်းထင်းမှာတော့အထက်ပါပြောသွားတဲ့ကုန်ကြစိတ်တွေအပြင်ပေးဆောင်ရမယ့်အခွန်အစွတ်ပေါင်းနဲ့ဒီပြည်နေတွေမှာတက်တောင့်တက်တာနေထိုင်ဖို့ကုန်ကြစိတ်စွတ်စွတ်ပေါင်းတွေကိုတွက်ချက်ကစင်းသေးသေးတွင်းထားခြင်းဖြစ်ပါတယ်။ကြည့်ဒါဆိုရင်အခွန်ပေးဆောင်မှုအများဆုံးပြည်နေစေပြည်နေအကြောင်းကိုကျွန်တော်နေတူသိလာကြည့်လိုက်ရအောင်နော်။နံပါတ်10အခွန်ပေးဆောင်မှုအများဆုံးပြည်နယ်ကတော့ Maryland ပြည်နယ်ဖြစ်ပါတယ် မရိလန်းပြည်နယ်ရဲ့ပြည်မြအခွင့်ပေးဆောင်မှုနှုန်းဟာ9.300ခန်းတောင်ဖြစ်ပြီးအမေရိကန်ပြည်နယ်တွေထဲမှာအခွင့်ပေးဆောင်မှုနှုန်းအမြင့်ဆုံး12ခန်းတောင်လောက်ရှိပေမဲ့9.300ခန်းတောင်ဆိုတာတော်လေးများပါလေပြည်နယ်ဝင်ဝင်အခွင့်နဲ့ property tax တွေကလည်းဈေးကြီးပါတယ်ဒါအပြင်လူနေမှုကုန်ကျစရိတ်ကလည်းမနေပါဘူးအထူးသဖြင့် Battle Mall နဲ့ DC ပတ်ဝန်းကျင် ပါစေမတန်ကြည်ပါရယ်ပါကင်ဖိတ်ကလည်းမနေပါဘူး Maryland ပြည်နယ်ရဲ့အလေအလတ်အိမ်စိမ်းတုန်းကတော့ပြန်မြလေးဒိန်3300လောက်ရှိပါတယ်ဒါပေမဲ့ DC ပဝန်းကျင်ဆိုရင်တော့နောက်မှ3ရက်လုံးထပ်ထည့်ရဖို့ရှိပါတယ် Maryland မှာလူတစ်ယောက် comfortable တက်တောင့်တက်တာနေနိုင်ဖို့အတွက်ကုန်ကျစရိတ်ကတော့စစပောင်း9000ကျော်တသိန်းနီးပါးလိုအပ်မှာဖြစ်ပါတယ်ပြန်မြအခွင့်ပေးဆောင်မှုနှုန်းကတော့အထက်မှာပြောပြခဲ့သလိုပဲ9000ခန့်လုံးရှိပါတယ် နံပါတ်6ကတော့ Connecticut ပြည်နယ်ဖြစ်ပါတယ်။ဒီပြည်နယ်မှာတော့တထဲတွေကချမ်းသာတစ်ထက်ချမ်းသာလာပြီးကျန်တဲ့လူတွေကတော့တထဲအိမ်မက်မှက်ယုံလောက်သာရှိပါတယ်။ Connecticut ရဲ့အလေလက်အိမ်စိမ်းနှုန်းဟာ4,300,6000ကျော်ရှိပြီး New England State တွေအများပိုင်းဟာဈေးအမှန်ကြီးပါတယ်။ Parking ခါကိုစဉ်းစားမိဆိုရင်မိတ်ဆွေတော်တော်လမ်းလျှောက်တာပဲပိုကောင်းမှထင်ပါတယ်။ Traffic ticket တွေကလည်းမိတ်ဆွေကိုညာတာမှမဟုတ်ပါဘူး။တကယ်လို့ဖိုးဖို့ထင်ရင်တော့ပတ်စံအိတ်တာဖွင့်ထားပေးတော့ ကနေတိကရဲ့ပြမ်းမြအခွန်ပေးဆောင်မှုနှုန်းဟာသေဒသမတိရခိုင်နှုန်းရှိပါတယ်။ဒီပြည်နယ်မှာအေးဆေးတက်တောင့်တက်တာနေထိုင်ဖို့အတွက်ကုန်ကျစရိတ်ကတော့ပြမ်းမြတသိန်းနဲ့9,999လောက်လိုအပ်မှာဖြစ်ပါတယ်။နံပါတ်၈ကတော့အလာစကာပြည်နယ်ဖြစ်ပါတယ်။ဒီပြည်နယ်ဟာဒီဆင်းမှာပါလို့မအောင်ပါနဲ့။ဒီပြည်နယ်မှာအိမ်ဈေးအရန်ဈေးမကြီးလာပေမဲ့အခြားဂရိုစီဈေးနှုန်းနဲ့ဟီတာဒီအပူပိဆက်တွေအတွက်ကုန်ကျစရိတ်ကအမတန်ဈေးကြီးပါတယ်။ အလီလက်အင်စင်းတုံးကတော့3,800,000လောက်ရှိပြီးဒါကတနိုင်ငံလုံးနှစ်ဆိုင်တက်တာပါတယ်ဒီမှာမြို့ငယ်တွေအများကြီးနဲ့နေရာတွေအခြေကြီးမှုဈေးပေါ်တာဖြစ်ပါတယ်အခုနဲ့ပတ်သက်ပြီးကြည့်ရင်တော့အလာစကာမှာပြည်နယ်အခွင့်မရှိပါဘူးသို့တော့လူနေမှုကုန်ကျစရိတ်ဟာဈေးကြီးပါတယ် gas utility နဲ့ parking fees နဲ့အခြားတကယ်၍မိတ်ဆွေက IC road တွေမှာ speed ticket ကိုရတယ်ဆိုရင်တော့မိတ်ဆွေအတွက်အိမ်မက်ဆိုးမက်တယ်လို့ဖြစ်သွားမှာဖြစ်ပါတယ် ကောင်းတာကတော့ Alaska ရဲ့အခွင့်ပေးဆောင်မှုနှုန်းဟာ၄.၉၀၀ခန်းတော့ရှိပြီးဒါကတနိုင်ငံလုံးမှာအနည်းဆုံးပေးရတဲ့နှုန်းဖြစ်ပါတယ်။ရန်လာတဲ့ပြည်နယ်ပါသူတော်လည်းဒီမှာလူအများအခြေချဖို့အတွက်မလွယ်ကူတဲ့ပြည်နယ်တစ်ခုလည်းဖြစ်ပါတယ်။ Okay နံပါတ်9အခွင့်ပေးဆောင်ရမှုနှုန်းအများဆုံးပြည်နယ်ကတော့ Oregon ပြည်နယ်ဖြစ်ပါတယ်။ကျွန်တော်နေတဲ့ပြည်နယ်ပါ။ Oregon မှာပျော်စရာတွေများသလို Mixed Reef ပတ်စံအိတ်ကိုလည်းအမြင်မျက်စောင်းထူးရန်ရှာမှာတော့သိကြပါတယ်။ ဂျူးဂျင်ပေါ်လန်မှာစစရာဈေးကြီးပါတယ်။လေလတ်အိမ်စိမ်းတုန်းကတော့9သိန်းတောင်1000ကျော်ရှိပြီးဒေါင်းထောင်းပေါ်လန်ပါကင်တွေကလည်းဈေးကြီးပါတယ်။သူတော်ဆဲလန်မြူဂျင်းမြို့တွေမှာတော့အဲ့လောက်တင်မဆိုပါဘူး။ Okay ဒီမှာအခွင့်အကြောင်းပြောမယ်ဆိုရင် Oregon ပြည်နယ်မှာ sales tax အယောင်ခွန်မရှိတဲ့ပြည်နယ်တစ်ခုဖြစ်ပါတယ်။မိတ်ဆွေပါပဲဝေဝေအခွင့်ပေးစရာမလိုပါဘူး။တူတော့ Portland မှာကအခွင့်အရေးပုံမှန်တိုးပွားကွာ alt tax အပြင် homeless တွေအတွက်နှစ်စဉ်ပြည်သူနဲ့ချီပြီးခွင့်အရေးပေးကနေတာဖြစ်ပါတယ်။ ဒါပေမဲ့လေ homeless တွေဘဝမြင့်တင်သွားတာမျိုးမတွေ့ရတဲ့အပြင် homeless လျော့သွားတာမျိုးလည်းမတွေ့ရတော့အခွန်ပေးဆောင်တွေကြီးသွားလာနေကြတာဖြစ်ပါတယ်။ Oregon ရဲ့အခွန်ပေးဆောင်မှုနှုန်းပြမြကတော့8.400ခန်းလုံးရှိပါတယ်။ဒီမှာလူတယောက်တက်တောင်တက်တာနေထိုင်ဖို့အတွက်ကုန်ကျစရိတ်ကတော့စုစုပေါင်း3သိန်း1400ကျော်လိုအပ်မှာဖြစ်ပါတယ်။နံပါတ်6ကတော့ New Jersey ပြည်နယ်ဖြစ်ပါတယ်။ဒီပြည်နယ်ကတော့တည်ချပါတယ်။ New Jersey ရဲ့အလီအလတ်အိမ်စင်းတုံးဟာ 9သိန်း9000ကျော်ရှိပြီးဒါလည်း New York City နဲ့နီးတယ်ဆိုတော့အအောင်မဖြစ်ပါဘူး New Jersey ရဲ့ property tax ဟာတနိုင်ငံလုံးမှာအမြင့်ဆုံးစင်းထဲမှာပါပါတယ် New Jersey ပြည်နယ်ရဲ့အခွင့်ပေးဆောင်မှုနှုန်းကတော့အစေတသမတိရခိုင်နှုန်းရှိပါတယ်တက်တောင်တက်တာနေမှုအတွက်တနစ်ဝန်ငွေကတော့3သိန်း18000ကျော်လိုအပ်မှာဖြစ်ပါတယ်နံပါတ်6ကတော့ Washington ပြည်နယ်ဖြစ်ပါတယ်။ Washington ပြည်နယ်ကတော့ Oregon ရဲ့အကူကြီးလိုပဲမိတ်ဆွေအိတ်ဖောင်းလာရင်မျက်စောင်း ထူးတူများဖို့ကတော့တေချာပါတယ်အထူးသဖြင့်ဆီယော်ဒမြို့ကလူနေမှုကုန်ကျစရိတ်ဟာမူထီအောင်မြင့်ပါတယ်လေလအင်စိန်တော့ဟာ6သိန်း15000ကျော်ရှိပြီးဒီပြည်နယ်မှာ sport utility နဲ့ grocery တွေဟာအင်မတန်ဈေးကြီးပါတယ် Washington ပြည်နယ်မှာပြည်နယ် income tax ဝင်ငွေအခွင့်ပေးစရာမလိုတော့လဲ sell tax ရှိတာကြောင့်ဘာပဲဝင်ဝင်အခွင့်ပေးရတာဖြစ်ပါတယ် parking card registration traffic ticket တွေအားလည်းများပါတယ်အလုံးဈေးကြီးပါတယ် ပြည်နယ်အခွန်ဆောင်နှုန်းကတော့ Oregon နဲ့အတူတူလောက်ရှိပြီး8.400ခန်းလောက်ရှိပါတယ်။ Washington ပြည်နယ်မှာတက်တောင့်တက်တာနေတိုင်းဘုတစ်နှစ်ဝင်ဝင်တသိန်း2,300ကျော်လိုအပ်မှာဖြစ်ပါတယ်။ Seattle မှာဆိုရင်တော့2သိန်း5,000လောက်လိုအပ်မှာဖြစ်ပါတယ်။နံပါတ်၄ကတော့ New York ပြည်နယ်ဖြစ်ပါတယ်။လာပါပြီး New York မြို့ရဲ့အလေလအိမ်စိမ်းနှုန်းကတော့6သိန်း5,000ကျော်ရှိပြီးလူစီကားတဲ့နေရာတွေမှာတော့မီလီယံကျော်ရှိပါတယ်။ ပြည်နေရဲ့အလေးလာအိမ်စင်းတော့ဟာ၄300000ကျော်ရှိပါတယ်ဒါကမဆိုပါဘူးမြို့ရောက်ပြည်နေရဲ့အခွန်ကတော့အလုံးတီးပြီးသားအတိုင်းဘလုံးမြင့်ပါတယ်နောက်ပြီးလူနေမှုကုန်ကြမ်းဈေးကလည်းမူတီအောင်မြင့်ပါတယ်ပြည်နေရဲ့ပြည်မြအခွန်ဆောင်မှုနှုန်းကတော့၁၂ရာခိုင်နှုန်းရှိပါတယ်ဆိုလိုတာကကိုရရှိတဲ့ဝန်ကြီးရဲ့၁၂ရာခိုင်နှုန်းဟာမြို့ရောက်ပြည်နေအတွက်ခွန်တသက်ပေးရမှာဖြစ်ပါတယ်ဒါကဖက်ဒရယ်အတွက်အခွန်မပါသေးပါဘူးဒီပြည်နေမှာတက်တောင့်တက်တာနေတိုင်းဖို့တနည်းဝန်ကြီးကတော့၃300000 6000ကျော်လိုအပ်မှာဖြစ်ပြီးနယူးယောက်မြို့ထဲမှာဆိုရင်တော့ဒါရဲ့နှစ်ဆလောက်လိုအပ်မှာဖြစ်ပါတယ်။နံပါတ်3ကတော့ Massachusetts ပြည်နယ်ဖြစ်ပါတယ်။သိချာပါရဲအမေရိကရဲ့ပညာရေးကဏ္ဍမှာ Ground Zero လို့ဖြစ်နေတဲ့ဒီပြည်နယ်ဟာစဆအရာရာမှာဈေးကြီးပါတယ်။အထူးသဖြင့်မြို့ကြီးတွေဖြစ်တဲ့ Boston မှာဆိုရင်ပိုဆိုးပါတယ်။ Summer နဲ့ Spring တွေမှာအလီလာတဲ့တူတွေနဲ့ပြည်နယ်နေတဲ့ပြည်နယ်ပါ။ Massachusetts ပြည်နယ်ရဲ့ဝန်ငွေခွန်ဆောင်မှုနှုန်းဟာ၈၆၀၀ခန်းလုံးရှိပါတယ်။ ဒီမှာတက်တောင့်တက်တာနေဖို့အတွက်လူတူတနစ်ပုံငွေကတော့သသိန်း3000တထောင်ကျော်လိုအပ်မှာဖြစ်ပါတယ်။နံပါတ်1ကတော့ကယ်လီဖိုးနီးယားပြည်နယ်ဖြစ်ပါတယ်။အခုနဲ့ဥယျာဉ်ပတ်စံ8အတွက်တော့ကယ်လီဖိုးနီးယားပြည်နယ်ကတော့အိမ်မက်ဆိုးဖြစ်ပါတယ်။ The Lands of Famous ဂျော်ဂျားတူများရဲ့ပြည်နယ်ဖြစ်တဲ့နေအမြဆဆအရာရာကလည်းအမတန်စေးကြည့်ပါတယ်။ San Fran နဲ့ LA မှာပါပဲပြည်နယ်တစ်ခုလုံးရဲ့လေလာအင်စင်းတော့ကတော့8,500ကျော်ရှိပါတယ်။ San Francisco LA မှာဆိုရင်တော့ million အထက်ရှိပါတယ်။ DMV car registration တွေကလည်းတနိုင်ငံလုံးမှာဈေးအကြီးဆုံးမှာပါဝင်ပါတယ်။ဒီမှာအခွန်ဆောင်မဲ့နှုန်းကတော့အစေတသမ400ခန့်လောက်ရှိပြီးတနိုင်ငံလုံးမှာတက်ပြအမြင့်ဆုံးပြည်နယ်ဖြစ်ပါတယ်။ California ပြည်နယ်မှာတက်တောင်တက်တာနေနိုင်မှုအနည်းဆုံးကုန်ကျစရိတ်ကတော့တစ်နှစ်ကို3,400ကျော်လိုအပ်မှာဖြစ်ပါတယ်။ New G ဒီမှာဆိုရင်တော့ဒီကုန်ကျစရိတ်ရဲ့နှစ်ဆလောက်လိုအပ်မှာဖြစ်ပါတယ်။ โอเคအမေရိကရဲ့အခွင့်ပေးဆောင်မှုနှုန်းအများဆုံးနံပါတ်၁ပြည်နယ်ကတော့ဟာဝိုင်အီပြည်နယ်ဖြစ်ပါတယ်။တေချာပါတဲ့ Paradise ပြည်နယ်ဟာစဆရိုင်းမှာဈေးကြီးမယ်ဆိုတာကျွန်တော်အားလုံးယုံကြည်ပြီးသားပါ။ Tourist အလီလာသူတွေအတွက်တာမကပဲပြည်နယ်တွင်းနေထိုင်သူတွေအတွက်လည်းငွေကြေး financial အရတော့ကရောက်စရာဖြစ်ပါတယ်။ကမ်းခြေတွေကတော့အင်မတန်လှပပေမဲ့ grocery store ကိုသွားပြီးဈေးဝယ်ကြည့်ရင်မိတ်ဆွေကိုတွေ့တက်စေမှာတော့တေချာပါတယ်။ဟာဝိုင်ပြည်နယ်ရဲ့အလီလာအင်ဈေးနှုန်းဟာ၈သိန်းကျော်ရှိပါတယ်။ ဒါကအခြားပြည်နယ်တွေလိုမြို့ကြီးတွေမှာဥပမာဟန်နိုလူးလူးလိုမြို့တွေမှာတမကပဲပြည်နယ်တစ်ခုလုံးရဲ့ပြင်းမြအင်စင်းလုံးဖြစ်ပါတယ်။တခြားပြည်နယ်တွေလိုပဲရေနဲ့နီးလေပူရွေးဈေးကြီးလာလေဖြစ်ပါတယ်။ဒီပြည်နယ်မှာလည်းပြည်နယ်အခွန် state income tax မရှိပါဘူး။အကြေးမိတ်ဆွေကအလုပ်ကနေအနားယူ retirement ချိန်မှာ Hawaii မှာကုန်ဆုံးခြင်းနဲ့ဆိုရင်တော့မိတ်ဆွေမှာ retirement အတွက်ငွေကြေးလိုလောင်းလောင်းစုဆောင်ထားဖို့လိုမယ်ထင်ပါတယ်။ပြည်နယ်ရဲ့အခွန်ပေးဆောင်မှုနှုန်းကတော့17.8ရာခိုင်နှုန်းလောက်ရှိပြီး ဒီပြည်နယ်မှာတက်တောင့်တက်တာနေထိုင်ဖို့တစ်နှစ်ကုန်ကြာစိတ်ကတော့3,600ကျော်လိုအပ်မှာဖြစ်ပါတယ်။ဟာနူလူလူမှာဆိုရင်တော့တစ်နှစ်ကုန်3,000ကျော်လောက်ဝင်ငွေရှိရပါမယ်။ Okay ဒါကတော့အမေရိကပြည်နယ်ဒီထဲမှာအခွန်ပေးဆောင်ရမှုနှုန်းအများဆုံးနဲ့လူနေမှုကုန်ကြာစိတ်အများဆုံးပြည်နယ်တွေအကြောင်းကိုတင်ပြသွားတာဖြစ်ပါတယ်။နောက်ဝီဒီယိုတော့မှာတော့ဒါရဲ့စန့်ကျင်ဘက်ဖြစ်တဲ့အခွန်ပေးဆောင်မှုနှုံအနည်းဆုံးပြည်နေစေပြည်နေနဲ့လူနေမှုကုန်ကြစိတ်နေပါတဲ့ပြည်နေပြအကြောင်းကိုလည်းကျွန်တော်ပြန်လည်တင်ပြတော့မှာဖြစ်ပါတယ် ကျွန်တော်နာမည် Brand Sign ပါနောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်